ပါမယ်။ပြီးခဲ့သည့်နှစ်မေလကထွက်ပေါ်လာသော ရခိုင်ပြည်နယ်အတွင်းရှိဘင်္ဂါလီများပေါ်ကလေးမွေးဖွားနှုန်းကန့်သတ်မိသတင်းများနှင့်ပတ်သက်ပြီးလူအခွင့်ရေးရကိုင်းညီမှုမရှိဟုဆိုသောဒေါ်ဆန်းစုကြည်မှတ်ချက်စကားပေါ်ရခိုင်ဒေသခံတချို့အမြင်မကြည့်မှုများရှိခဲ့သည်တဲ့။ဒေါ်ဆန်းစုကြည်ကိုယ်တိုင်ဒီမိုကရေစီရရှိရေးနှင့် လူအခွင့်ရလူအခွင့်ရေးရရှိရေးအတွက်ယက်တည်နေသည်မဟုတ်ပါလားတဲ့။ကြားတယ်နော်။ ရခိုင်ဒေသခံတွေဒေါ်စုကိုဆန္ဒပြတာဗာပြလေရခိုင်ဒေသခံတွေတောင်းဆိုတာကဒီရခိုင်ပြည်နယ်ထဲမှာရှိတဲ့ဘင်္ဂလီတွေကလေးမွေးဘွားနှုန်းကန့်သက်ရေးအဲ့ဒါကကျွန်တော်လည်းအဆိုတင်သွင်းရမှာနော်ဒါမဲ့ရွေးကောက်ပွဲပြီးွားရင်ကျွန်တော်တို့អော်တော့မှာနော်မြန်မာနိုင်ငံမှာရှိတဲ့မွတ်စလင်တွေကလေးမွေးဘွားနှုန်းရှော့ချရေးအဆိုကလေးမွေးဘွားနှုန်းကန့်သက်ရေးအဆိုနော်စသဖြင့်ကျွန်တော်တို့ဒါတွေ ဒီအဆိုတွေကျွန်တော်တို့អော်ရမယ်ပြီးွားလို့ရှိရင်မြန်မာနိုင်ငံမှာရှိတဲ့ဗမာလူမျိုးတွေနော်ကလေးမွေးဖွားမှုတိုးမြင့်ရေးအဆိုးအဲ့ဒါကိုအဆိုးရနေပြီးတော့ project လုပ်ပြီးတော့လုပ်ပေးဖို့ကျွန်တော်တို့ဝိုင်းអော်ရမယ်လောလောဆယ်ကတော့ခုကဒေါ်စုအကြောင်းကိုပြောနေတာမဟုတ်လို့ရခိုင်သားတွေဒေါ်စုကိုမုန်းတဲ့အကြောင်းဘာလဲဒေါ်စုစိတ်ဝင်စားခဲ့ဘူးဘာဖြစ်လဲဘင်္ဂလီတွေကလေးနှုံးကလေးမွေးဖွားနှုံးကတ်တတ်ပြီးတည်င်းလဲပေါ်လာကောနော် လူကိုရင်းနဲ့မကန့်ညီဘူးဆိုပြီးတော့ဒေါန်စန်းစုကြည်ကမှတ်ချက်တွေပြန်ပြတာအမရခိုင်သားတွေကဒေါန်စုကိုမကျင်နဲ့ပြန်အောင်ဟင်ကဲဒါလေးတွေကအဲ့ဒါဘာဖြစ်တာလဲဆိုရင်ဒေါန်စန်းစုကြည်ဒီအမျိုးသားရေးစံနှုန်းနဲ့သူက human right ဂျာမာသူသွားတဲ့လမ်းကြောင်းက human right internationalization အနောက်ရင်းရင်းတာအနောက်ကုန်းကုန်းတာအနောက်မျောမျောတာသူကအရှိတရား reality ကိုလက်မခံဘူး 丁南安爷，牛大就是我。你现在认识我什么人不？哎，丁南安，兄弟呀，过了我都要三几百六百多。Human Rights，Internationalization，now 一一年过百多个，这个五千台的三六百，大家们都生意多，把票给拿来。嗯，人家那个三六年呢，牛大一三六年加嘛，不哦，江北没呢咯，都昂山主席做不咯，谁都玩那边啊，没有谁都。